င်းနဲ့လာပြီးဝင်းကြီးကဲ့သို့တက်တည်မင်္ဂလာရှိပါပြီလေလို့ဆိုပေးရတယ်။ဆင်းရဲတဲ့ကလေးတွေကြတော့လေမန္တကလေးထိုးပေါ့။ဟိုဘက်ခုနေဒီဘက်ခုနေအိခေါ်ပြီးတော့တီဝိုင်းမထည့်နိုင်တော့ရက်ွက်ထည့်ရငပြူရက်တစိလောက်တိုက်ပြီးခေါ်ထား။ဆိုရလဲနနမူးမူးနဲ့မက်ဒလင်လေးနဲ့လာဖြုတ်ပြတာပဲမင်္ဂလာဆောင်မင်္ဂလာမြောက်တာ။ဘုရားရောနတ်မင်းများကဂဟေဆက်လူသားရဲ့ ခြေဦးညူသူသာနဲ့ကျင်ရတော်မိုးဟေကူတို့ရဲ့ဆိုမဟုတ်မှန်းသိပေမဲ့လက်ဖက်တွေတိုက်ချင်းတိုက်နေသေးတာနော်ဘဝဆိုတာတကယ်မင်္ဂလာရှိပါမလားကမောက်ကမပေါ့ခတ်တော်တော်လေးတော့ကြအောင်မအများကြီးပြောချင်ပါတယ်ဖြစ်ချင်တာဖြစ်လို့ဖယ်ရပါမလဲကျွန်တော်ပြက်ဆက်လေးတွေပါလေရေးရပြီးတော့တနေ့တော့လူငယ်တွေကရက်ွက်ထဲကလာပြက်ဆက်အပ်တယ် ဆရာနေရဲ့တဲ့အလွမ်းပြတ်စက်လေးတပုတ်လောက်ရေးပေးပါဟာမင်းတို့ကွာအလွမ်းပြတ်စက်မလုပ်ပါနဲ့လုပ်ပါဆရာရဲ့တဲ့ကျွန်တော်ကအလွမ်းပြတ်စက်လေးတော့မရေးတတ်ဘူးမင်းတို့က15ရက်လောက်ပဲရက်ရတယ်ဆိုတော့နေမင်းသမီးရောမင်းသမီးကတော့တကယ်အစ်စ်ပါတဲ့ငှားထားတယ်ဟုတ်ပြီတခါတော့ကထွေးညူဆိုတော့ကမလေးယူပါမှရှိတယ်သူ့ချစ်သူကဟိုးတိုင်းပြည်တောင်ထမ်းဆောင်နေရှည်တန်းမှာဒီနေ့ရှည်တန်းကခွင့်ယူပြီးပြန်လာရင်ဟိုသစ္စာနဲ့ထွေးညူနဲ့ပေါင်းရမယ်အဲ့ဒီအချိန်မှာပဲမမျှော်လင့်မဲ့ထွေးညူလို့ယူပါမှကြိုင်းခဲ့တာကိုကိုကြီးတာတင်တော့ဖြက်စီးလိုက် နမိုင်းမြတ်လည်းကြောက်ပါရဲ့ဖြည့်စည်းလိုက်တဲ့အခါမှာသူ့ဘဝလူလုံးမလှတော့ဘူးဆိုပြီးတော့ဒီဘဝနေလို့လည်းမထူတော့ဘူးဆိုပြီးတော့ဘာကြီးမုံသွားပြီးတိုင်နေဘိုင်းမုံရဲ့ကိုသစ္စာလာရင်သာပြောလိုက်ပါတော့ကျမသစ္စာရှိရှိစောင့်တော်လည်းပဲကျမဘဝမလှတော့ဘူးအဖရဲ့ဆိုမိုးကြီးလေကြီးကြတယ်မုံတိုင်းကြတယ်အထက်ချွေးညိုကဖြတ်ပြီးတော့ချောင်းနဲ့ကြတိတ်ခိုင်းကပြုတ်ကြချွေးညိုလေးစုံတော့မှလိုက်တာချလွန်เสียပေါ့ကိုသစ္စာလာရင်တော့ဟိုးကလွန်เสียဒီမှာ နောင်ဘဝများမှပေါင်းပါပါစီလို့ပြောလိုက်ပါဘာကြီးမုံရဲ့ပေါ့ဘာကြီးမုံလည်းညောင်ကိုင်းကြီးကိုဖဲလောင်းလေးကိုပွိ့ဩဖြစ်ရလေထွင်းညူရဲ့ပေါ့အဲ့မှာကလကားချတော့မျက်ရည်နဲ့ပြန်ကြရမယ်ပေါ့ကျွန်တော်ရေးပေးတယ်ထားပါတော့တကယ်လည်းကတယ်ညနေပိုင်းကလေးကဒီပြက်ဆက်ရောက်မဲ့အချိန်ကျတော့ညောင်ကိုင်းကြီးကိုဒီလိုနေရာနေချိုးနေဆွဲထားရတယ်ခုတ်ပြီးတော့ထွင်းညူလိုင်းပြုတ်ကြအောင်လို့ဘာကြီးမုံကလည်းတဲလေးနဲ့ဟိုဘက်မှာမိုးရီလေးတွေကလည်းကြတာပေါ့ကျွန်တော်တို့က effect တွေလောက်ရတာပေါ့ တော့မင်းသမီးကတကယ်မင်းသမီးဆရာတဲ့ထွက်လို့ရပြီလားရပြီဘယ်မှာလဲခံမိုးနဲ့ဒုက္ခောင်းနဲ့မိုးရလဲရွာနောက်ကလျှက်စီးရလဲပြက်မိုးကျိုးတွေလည်းပြက်နေဘယ်မှာဘာကြီးမုံသူညွှန်ပြေးဝင်ဟဲ့ဘယ်သူတို့ဟဲ့မိုးရလေတဲ့သမီးပါကိုတစ္ဆာလာရင်သာပြောလိုက်ပါတော့ဘာရဲ့ကျမဘဝမလှတော့ပါဘူးဟဟိုးကလွမ်းစီဒီမှာ နောင်ဘဝမြတ်မှပေါင်းကြရပါစေလို့ဆုတောင်းပြောလိုက်ပါ ဟဲ့ဟဲ့ငါသမီးထွေးညူဩဖိုင်ငါရငါကဘာခံရတဲ့သမီးရဲ့မောင်သစ္စာလာရင်မပြောမှာပေါ့ဗိုင်းမောင်လေလိုက်ဆွဲတယ်မိုးရက်လေးလည်းမထွေးညူတာထွက်ပြေးတယ်ဒီဘက်ထိတ်တရရောက်တယ်ညောင်ခိုင်းရင်ပြုတ်မကြထွေးညူညောင်ခိုင်းနဲ့တဲ့တဲ့ချမဲ့ကောင်ကအေးတွေပြဲ့ပြီးတော့ကျိုးဆွဲထားပြီးအဲ့နေကျွန်တော်နရင်သွားအုပ်ရတယ်ဟိုမှာထွေးညူကဒီဘက်ထိတ်ရောက်လာမင်းညောင်ခိုင်းရင်မကြသေးဘူးထွေးညူကပါတယ်တကယ်မင်းသမီးဆိုတော့တပတ်ပြန်လှည့် ။ဘာကြီးမောင်ရေမတားနဲ့တော့မလွတ်လွတ်တာမတားပါဘူး။ညောင်ခိုင်းကမကြတော့မတားနဲ့ဆိုတစ်ခေါက်ပြန်သွားတော့ဘာကြီးမောင်ကနှာခမ်းမွှေးချုပ်ပြီးပြီ။ပြီးပြီလေသူခမ်းပြီးတော့ဝင်မယ်လို့တော့ထွေးညိုတစ်ပတ်လှည့်လာတော့ပြန်ကတ်တော့ကန့်လန့်မဟုတ်ဘူးလို့တတ်တယ်။ဟဲငါသမီးရဲ့သဘောပေါက်လိုက်ပြီဘာကြီးမောင်ကဖြစ်ရတယ်ငါသမီးရဲ့ဖန်ငါရငါကဘာကိုသစ္စာလန်တာပြောလိုက်ပါတော့အဘသွားပြီဘာကြီးဆိုတော့မဟုတ်ကောင်ကျွတ်လွတ်ချ ထွင်းနေဘောမကြောက်ဝိုင်းမုံဘောသွားကြတာဝိုင်းမုံကလော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 နဲ့ရှေ့ကထွက်တော့ဟိုကောင်လှော့ချထွေးညိုကပါတယ်ညောင်ကိုင်းကြီးကိုဗိုင်းမုံဘောကဖဲဗိုင်းဗိုင်းမုံကအလောင်းကိုပွေဖြစ်ရတယ်ဗိုင်းမုံရဲ့ဖြစ်ချင်တာတခုဖြစ်သွားတာတခုအလွမ်းပြတ်စရေးခိုင်းတဲ့ဆရာနေ ရေးခိုင်းလိုက်တာဆိုပြီးလူငယ်တွေကရိုက်မယ်လို့လို့သုံးရက်လောက်ရှောင်းနေရရဲ့ရင်နဲ့မပြောင်းဘူးတဝါးဝါးနဲ့ပြန်သွားတော့ဒီကောင်တဲ့မလုံနဲ့လူငယ်ဆိုတာတကယ်ရိုက်ချင်တကယ်ရိုက်တဲ့ကောင်လေအဲ့တော့သုံးရက်လောက်ရှိမှပြန်လာပြီးတော့မင်းကွာမင်းတို့လည်းလူတွေမှစိတ်ညစ်ရတယ်ရားတဲ့တို့ဘာတို့ညာတို့ဟာတာပဲကောင်းပါတယ်ဆိုပြီးယူကြောင်မှုကြောင်တော့ပါနော်ဟုတ်ပြီဒါကြောင့်ကျွန်တော်တို့လူတယောက်စီတယောက်စီမှာတဘိုးလေးကြောင်ထားရတယ်နော် တကယ်လည်းစမ်းမကြည့်နဲ့သဘောသဘောပြပြလားတဘိုးလေးချောင်းရှိတယ်လူတယောက်စီမှာတခုကကာမယောဂတဏှာတဘိုးထန်းထားတယ်တတ်မဲ့ချင်းတဘိုးပေါ့နော်ထားရတယ်တဲ့ဘဝတဘိုးဘဝယောဂခေါ်တယ်ဘဝတဘိုးကလည်းထန်းရတယ်အယူအဆဒိဋ္ဌိယောဂအယူအဆတဘိုးကိုဆွဲကန်ထားတဲ့အယူအဆတဘိုးကြီးကလည်းထန်းရတယ်အဝိဇ္ဇာယောဂမသိမှုဆိုတဘိုးကလည်းထန်းရတယ်မသိမှုကအမှန်တန်ကြောက်စရာကောင်း စားလည်းမတက်ဘေးလည်းမတက်ဘာမှလည်းမသိလားဘာမှမသိခြင်းများနဲ့ဘဝကိုဖြတ်တန်းတဲ့အခါအဝိဇ္ဇာဖြစ်တယ်အမှန်တန်ကြောက်เสียကောင်းဒါကြောင့်စားဖတ်ကြပါလို့ပြောတယ်တောမဆိုတဲ့ပြမှာဖိုးထောင်တယောက်ရှိတယ်တဲ့လူငယ်အသက်20လောက်ရှိပြီမိဘများလည်းမရှိဆင်းရဲလိုက်ကြလဲအင်ယူဝတ်เสียမှရှိဘူးပစိုးစုပ်ခလေးနဲ့ခါခါမှာဓမ္မတော်လေးတစ်ချောင်းပဲသူပိုင်တယ်ဟိုးရထက်ကအကျော်တဲ့ဒေါ်မြရင်တဲ့အကျော်တဲ့ကြီးစီမှာသွားပြီးအကျော်ဘိုလ်လေးထဲမှာအိတ်ရ ပဲလော်ထင်းလေးတွေဒါကလေးတွေခုတ်ခုတ်ပြီးတော့မှဓမြရင်ကိုသွင်းရတယ်၃စီးဆိုရင်ဒစီနှစ်ကြက်ဆိုတော့၆ကြက်ရဓမြရင်အကျော်လေးတစ်ဖက်နဲ့ထမင်းညာလေးတစ်ခဲမနဲ့ကျွေးတာလေးစားညနေကျွေးတာလေးစားနောက်တစ်နေ့ပဲလော်ထင်းလေးတွေသွားခုတ်ဓမြရင်ကိုပေးဓမြရင်ကနှစ်ကြက်နဲ့ဈေးဖြတ်ထမင်းကလေးနဲ့အကျော်ကြံကြံကြံတာလေးနဲ့ဖိုးတောင်ဒီလိုကြည့်ရတယ်ဘာစားမှလည်းမတောက်ဘာမှလည်းမသိတနေ့တော့ရွာနီးမှာထင်းလေးတွေကုန်ပြီဆိုတော့ ဟိုးဝေဝစင်းစင်းညို့ညို့စီဖိုးထောင်ကဓမ္မတို့လေးကင်ပြီးသွားတောချီမှာသုံးလေးမိုင်ဝေးတဲ့အဝေးရောက်တော့တစ်ပင်တစ်ပင်သွားတွေ့ထွာဆိုင်လာဟာဖြောင်းတစ်ပင်ကလည်းထီလိုပဲဖြောင်းငါခန်းတိုင်းခုတ်နေတဲ့ပဲလောက်ချင်းလေးတွေလောက်ကလေးတွေအခုဒီပင်ကမြတ်စွာဘုရားဖြောင်းတန်းနေပါလားဘာပဲများလိမ့်ဘာပဲမဖြစ်ဖြစ်ခုတ်လိုက်လို့ရှိရင်ချင်းနေအစီအများကြီးရမယ်ပတ်စံလည်းအများကြီးရမယ်ဒါပဲသိရဲ့ ခါဓမ္မရိုးလေးထုတ်အပင်ကြီး၃လေးချက်ခုတ်အနာယူနီဖောင်းနဲ့လူတယောက်ချက်ချင်းရမလားတတော်ဦးစီးတဲ့ရေးစားအမမဘုလူမင်းတာဘာဥတာတော့သိပင်ခုတ်တာပေါ့သိပင်ခုတ်တာငါမြင်သားပဲကွာဩဆရာကြီးမြင်တာဘာလို့မေးနေလို့ဖက်တဲ့ကောင်ပဲစကားလေးနဲ့အောင်ပြောတာမင်းပြဿနာတက်တော့မှာပဲမင်းဒါဘာပဲမှတ်နေတော့မသိပါဘူးခင်ဗျာကျွန်တော်ဘဝမှာတစ်ခါမှလည်းမမြင်ဘူးပါဘူးကျွန်တော်တော့နတ်ပင်ထင်တာပဲ အင်မတန်ရေးကြည့်တယ်ပင်မင်းပြဿနာလုပ်နေပြီမင်းဘယ်ရွာကလဲတောမပါခင်ဗျာဟိုးပြပြကမင်းနာမည်ဖိုးထံဖိုးထံတောမဟုတ်ပြီပြဿနာပဲမင်းတော့ဒါဘာပင်နဲ့သိလားမသိပါဘူးခင်ဗျာ botanical science ရုပ်ခသိပ္ပံနဲ့ဆိုရင် tectona grandis lin f လို့ခေါ်တယ်သင်္ဍန်းကဆင်းလာကစား သင်္နာအစင်းလာစာတယ်လည်းမမေ့သေးတော့ဒီတောသားဟောက်သွားပြီးတော့ယုတ်ခသိပ်ပန်နဲ့ဆိုတိုက်တိုနာဂရန်ဒက်စ်လင်းအက်ဖလိုကရအင်္ဂလိပ်လိုကြ T E A K T I K ဩဆရာကြီးမသိလို့မေးပါရစေမေးအင်္ဂလိပ်ပင်လားခင်ဗျာဟာတို့တိုင်းပြည်တဲ့ပေါက်တာအင်္ဂလိပ်ပင်ဖြစ်ရမလားကွာဩဆရာကြီးမသိဘူးလေနှုတ်ဘာပင်လဲခင်ဗျာ ကျွန်းပင်ဆရာကြီးငကောဗမာလိုပြောရရသားနဲ့ဆရာကြီး ခက်တယ်ကောင်းပဲလင်းနေအောင်ပြောတာမင်းတို့အင်္ဂလိပ်လိုညှက်မှမင်းတို့အထင်ကြီးတဲ့ကောင်းနေလင်းနေအောင်ပြောနေတာဟေးပြဿနာတက်တော့မှာပဲဟုတ်ကဲ့ဒီပင်ဘောက်လို့ခင်ဗျဒီပင်ခုမင်းခုတ်တာတလောက်290လောက်ဆောင်ဟောလောက်ဖြစ်တယ်အဲ့လောက်ဖြစ်တာကမှအောက်ကတို့ခုတ်ရတယ်ခုတ်ပြီးတင်းတက်ရတယ်စင်းနေအောင်ချချောင်းနေရနေပြီးသစ်စိတ်တွေပို့သစ်စိတ်ရနေရန်ကုန်စိတ်ကန်းကိုပို့နိုင်ငံသားတင်တဲ့သင်္ဘောကြီးနဲ့တင်ရင် foreign exchange လို့ခေါ်တဲ့နိုင်ငံသားငွေရတာ ။အော်ဆရာကြီးမသိလို့မေးပြရစီမေး။ဘာမှပတ်စံဘာဖြစ်လို့လဲခင်ဗျာ။ဒီကောင်ကပြဿနာပဲဒီကောင်ကမင်းမသိအေးစင်းနေငါပြောတာနားထောင်။ဒီပင်ကရေးကြီးတော့ငါပြောနေတယ်နိုင်ငံတော်ကပိုင်တဲ့ပင်ခင်ဗျာဘယ်သူပိုင်နေနိုင်ငံတော်ကပိုင်တာနိုင်ငံတော်ပါပါလေခင်ဗျာ ဘယ်သိမှလဲတော်တဲ့ကြည်ရတဲ့အဝိဇ္ဇာနိုင်ငံတော်ဆိုတာအစိုးရမင်းများပိုင်တာပေါ့ကွာဆရာကြီးမသိလို့မေးပေးရစီမေးအစိုးရမင်းများရေလာလောင်းတာလေတခါမှမတွေ့ပါလားခင်ဗျာခက်တဲ့ကောင်ပဲမင်းတော့နှစ်မှုဖြစ်တော့မှာပဲအစိုးရမင်းများနဲ့တကွာတိုင်းပြည်ပြည်သားအားလုံးကပိုင်တဲ့အပင်အမတန်ဖိုးတန်တဲ့အပင်ဩော် ဒီအပင်မှာမှတ်တော့တရားဥပဒေပြဋ္ဌာန်းထားတယ်ကျွန်းတပင်ခုတ်ထောင်ဆယ်နဲ့ခမညာထောင်ဆယ်နဲ့ကြတယ်ဒီပင်တပင်ခုတ်ရဟာအဲ့ဒီတော့မှဖိုးထောင်ချွေးသီးချွေးပေါက်တွေကြသူကသူလည်းစဉ်းစားတယ်တယောက်တည်းဒီပင်ငါခုတ်မိလာတော့ပြဿနာတက်ပြီဒုရကตาဤလူတက်တာခုနှစ်နှစ်ကြာတယ်ကြာဘူးတယ်ဒီပင်က7နှစ်ဆိုငါဒီကောင်းပိုင်းရင်3နှစ်သက်တာမယ် ဟုတ်တယ်လေသူကလည်းတက်တာရတက်တာကြောင့်စဉ်းစားတာဘောကသင်္ဍန်းကဆင်းတဲ့ပညာပိဆရာကမသိဘူးခါကဓမ္မလိုထုတ်ပြီးပိုင်းတော့သေရောနော်ဒါကြောင့်စင်ကာပူမှာပညာများပေးရင်ဝေးဝေးကပေးကြပါဟုတ်ပြီမသိမှုအဝိဇ္ဇာကြောက်စရာသိကောင်းတယ်ဒါကြောင့်စာဖတ်ကြပါစာဖတ်ကြပါလို့ပြောနေတာဖြစ်ပါလေနော်တစ်ခါတည်းကြာတော့မှန်တယ်လို့လည်းမှားတာလည်းရှိတယ် စေယောဂဆရာဝန်ကြီးကစေယောဂလူနာတွေကိုစိတ်၆လကျွေးတယ်ကျွေးပြီးတော့ intelligence power block တက်လာတယ်လေစစ်စေကြောင့်သားတွေကနောက်ကပမောက္ခရှေ့ကလူနာပြုဆရာမလေးကိုစေယောဂရှင်လေးတွေတယောက်စီရှေ့ခေါ်ထိုင်ခိုင်းပြီးတော့စစ်စိတ်၆လကျွေး33လေးဘလောက်လဲစေစားဝန်နာရှင်ကစဉ်းစား126ပါခင်ဗျာခမရသေးဘူးဘယ်နဲ့33လေး126အောင်မကွာ နောက်တစ်ယောက်လားဒီမိကုံမဲ့မေးတယ်နောက်လူနာတစ်ယောက်သုံးသုံးကြီးဘယ်လောက်လဲကြာသာပရိပါခင်ဗျာဟွန်းမင်းကအဲ့ခရာတို့ဂျီးတို့တရတို့တော့မပေါ့သောက်ပဲသားနောက်တစ်ယောက်လားသုံးသုံးကြီးဘယ်လောက်လဲကိုးပါခင်ဗျာဒီကောင်မစိုးတက်လာပြီတဲ့မင်းဘယ်လိုရလဲကိုးဟိုပထမကောင်126တည်းကဒုတိယကောင်ကြာသပတိနှုတ်လိုက်တာတဲ့ Eu quero limpar, né? Sobre o meu,